ညီကိုအားလုံးပဲမင်းလာပါညီကိုပြောင်းအောင်နေဆိုတော့မနေ့ကတော့ဒါအားလုံးသိတဲ့အမဲ Chelsea တင်းဟာ Sweden Club Jagarding ကိုနှစ်ကြော့ကစားပြီးတော့ Europa Conference League ရဲ့ final ကိုတက်ရောက်သွားခဲ့ဖြစ်ပါတယ်ဆိုတော့ Chelsea တင်းဟာဒါ Europa ဘောလုံးတစ်ပိုင်းမှာတခါမှမရှိဘူးတဲ့ပထမဆုံးမတူညီတဲ့ဥရောပဖလား၃လုံးစလုံးကို ရဘူးတဲ့အတင်းတင်းဖြစ်လာမဲ့လမ်းကြောင်းပေါ်ရောက်သွားတာပါ Chelsea တင်ရ Champion League ဖလားကိုနှစ်ကြိမ်ရဘူးတဲ့ Europa League ကိုလည်းအဲ့လိုပဲနှစ်ကြိမ်ရဘူးတဲ့တကယ်တော့အဲ့ဒီအပြင်မှာရှေ့မှာကျွန်တော်တို့ Gian Franco Zola တို့လက်ထက်က European Cup Winners Cup ဆိုပြီးရှိသေးတယ်အဲ့အဲ့တုန်းကလည်းပဲ Chelsea တင်ဟာ Stuttgart ကိုနိုင်ပြီးတော့ရခဲ့သေးတယ်ဆိုတော့ Chelsea တင်ရဲ့ဒီ Trophy Cabin ပေါ့နော်သူတို့ရဲ့ Supla Biru ထဲမှာဥရောပနဲ့ပတ်သက်တဲ့ဖလားတွေအများကြီးပဲဒါအပြင် ကမ္ဘာကလပ်ချန်ပီယံလည်းဖြစ်ခဲ့သေးတယ်သောမတ်တူခဲလက်ထက်မှာဆိုတော့ချက်စီးတင်းကဒီ group europa conference league ကိုဒါထပ်ပြီးတော့ရရှိခဲ့မယ်ဆိုလို့ရှိရင်ဒါဘယ်သူမှဥရောပမှာဘယ်အသင်းမှမရှိသေးတဲ့သမိုင်းကြောင်းတစ်ခုထူထောင်နိုင်မှာဖြစ်ပါတယ်ဆိုတော့ချက်စီးတင်းအတွက်ကတော့ europa conference league ဆိုတာကတူဝင်ပြိုင်တဲ့ league မျိုးလည်းမဟုတ်ဘူးသို့တော်များလည်းပဲဖြစ်ဖြစ်နဲ့ဒါ ကျွန်တော်တို့ကတွက်ထားပြီးသားပါသူအနေနဲ့ final အထိကတော့ဘယ်လိုမှဆိုရောက်မယ်ဆိုတဲ့အတိုင်းပဲရောက်လာတယ် final မှာတော့နီးပြအန်ဇိုမာရက်စ်ကဟာသူ့ရဲ့ဖခင်လိုဖြစ်နေတဲ့သူ့ရဲ့လက်ဦးဆရာလည်းဖြစ်တဲ့သူ့ကိုကျွန်တော်တို့မာလာဂါမာရောစီဗီလာမာရောကင်တွဲခဲ့မှုတဲ့စီဗီလာမာမဟုတ်မာလာဂါမာပေါ့နော်မာလာဂါမာတုန်းကသူ့ရဲ့ဆရာဖြစ်ခဲ့မှုတဲ့မန်ယူပယ်လီဂရီနီရဲ့ဘက်တင်နဲ့တွားပြေတော့မှာပါဆိုတော့အဲ့ဒီပွဲကတော့ချယ်ဆီအသင်းအတွက်အရေးကြီးတဲ့ပွဲရီယယ်ဘက်တစ်ဆိုတာကလည်းဒီယာဒီ ကျွန်တော်တို့အရန်ကောင်းနေတဲ့ Hansi Flick ရဲ့ Barcelona ကိုတော့နှစ်ကျော်စလုံးမရှုံးထားဘူးနှစ်ကျော်စလုံးတည်ကြတာဆိုတော့အဲ့ဒီပွဲကတော့အရေးကြီးမှာပါဟုတ်ကဲ့ပါညီကိုတို့ပါညီကိုတို့ရဲ့ main နဲ့ဘာအကြောင်းပြောမှလဲထုံးစံတိုင်းဒီနေ့ရောက်တာအပြောင်းအလဲနဲ့ပတ်သက်တဲ့အကြောင်းကိုပြောဖို့လိုလာပါတယ် Chelsea team ကအကယ်ဒမီအတူဟာ Champion League ဝင်ဝင်ရသွားမယ် Europa Conference League Champion နဲ့ဖြစ်သွားမယ်ဆိုလို့ရှိရင်တော့ Enzo Maresca ရဲ့စိတ်ကြိုက် Enzo Maresca နောက်ပိုင်းသူလုတ်ချနေတာက Chelsea အသင်းကိုဒါ at some experienced player ဘောနော် veteran player why in ကစားသမားတချို့ကိုဒါသူက Chelsea အသင်းကိုပေါင်းထည့်ခြင်းဂျင်နေတာကိုကျွန်တော်တွေ့ရပါတယ်အစောပိုင်းက Liverpool ရဲ့နောက်ခံသူ Virgil van Dijk ကို Chelsea ကခေါ်ဖို့နည်းနည်းကြိုးစားလိုက်သေးတယ်ဟုတ်တော့များလည်းပဲ van Dijk က Liverpool မှာပဲဆက်ရှိနေတယ်ဘောက Chelsea အသင်းကသူသဖြင့်ဒါနောက်ခံ ခံစစ်အတွက်ကိုသူတို့ဟာဝိုင်းရင်ကစားသမားတွေကိုဖြည့်တင်းမှုအတွက်ပို့ပြီးတော့အလိုရှိတယ်။တဘောအသက်20နဲ့ under 25 model အတိုင်းဆက်တော့မှာဖြစ်ပေမဲ့ဒီနောက်တန်းခံစစ်အတွက်တော့သူတို့ကနည်းနည်းဝိုင်းရင်တဲ့ကစားသမားတွေကိုဖြည့်တယ်အမော27 20 28ပေါ့နော်သူစင်တို့လိုအသက်အရွယ်မျိုးတွေကိုပို့ပြီးတော့ပြစ်မှတ်ထားတာတဲ့ပုံစံမျိုးတွေ့ရတယ်။ဒါပေမဲ့အခြားတစ်ဖက်မှာဘုံမော်နော့ခံလူ ဒင်းဟော့ဆန်လို့ဇာတ်မမျိုးလေသူတို့ကခေါ်ဖို့ရှိတယ်။တဘောကချယ်ဆီတဲ့ကလာမဲနှစ်မှာအခြားနေရာတွေအတွက်အဲ့ဒီဘဟုခံစစ်ပေါ့နော်စင်ထရယ်ဒီဖန်ဒါနေရာတွေကိုသူတို့မြေလံမဲ့ပုံစံမျိုးကျွန်တော်မြင်နေရပါတယ်။ဆိုတော့ချယ်ဆီတဲ့ကအခုဆိုလို့ရှိရင်ဒါသူတို့ရဲ့ဒီနောက်တန်းဘဟုခံစစ်အတွက်ပထမဆုံးဒါဝိုင်းရင်ကစားသမားတယောက်ကိုသူတို့စတင်ပြီးတော့ပြစ်မှတ်ထားလာတယ်။အဲ့ဒီကစားသမားကတော့ Fire not အတင်းရဲ့ဘဟုနောက်ခံလူ David Hanko ဖြစ်ပါတယ်။ ဆိုတော့ဟက်ကိုဟာနောက်ပိုင်းနှစ်တွေမှာသူတို့ဖြင့်လီဗာပူးလက်ရှိနီးပြအာနီစလော့ရဲ့တိတ်နှစ်သက်တဲ့နောက်ခံလူဖြစ်တယ်ပြီးတော့ချယ်ဆီကကျွန်တော်သတိထားမိရဲ့ central defender တွေမှာဘဲသန် central defender ကို ball playing type ပေါ့နော်အဲ့လိုပုံစံထားကစားတဲ့အနေထားမျိုးကျွန်တော်သူတို့ရဲ့လူဝဲတဲ့ပုံစံသူတို့ထားတဲ့ပုံစံအရာပေါ့ရီနာໂດဗေဂါတကယ်လို့ရီနာໂດဗေဂါသူတို့လူချင်းတဲ့ပုံစံမလားဘာဖြစ်လို့လဲမသိဘူးဗျာ ဗေဂါကိုသူတို့ကအဲ့ဒီစင်တာဘက်နေရာမှာ လုံးဝအခွင့်အရေးမပေးဘူးပြီးရီနာတို့ဗေဂါကိုပြန်လာရင်တော့မှရောင်းချလိုက်မဲ့ပုံစံမျိုးနည်းနည်းတော့ထူးဆန်းပါတယ်တကယ်ဆိုရင်နာတို့ဗေဂါကဘယ်လိုမဆိုဘာဒီယာရှီတို့ထပ်ပို့ပြီးတော့အသုံးဝင်မဲ့ကစားသမားမျိုးပါဒါပေမဲ့သူတို့ကဘာဒီယာရှီကိုတော့ထပ်ထားခြင်းနဲ့တို့တော့ဗေဂါရောသူတို့အသင်းမှာမထားခြင်းဘာပြဿနာရှိတယ်တော့မသိတော့သူတို့ကိုယ်တိုင်ရပဲဘာဒီယာရှီကိုကြိုက်တာလားမပြောတတ်ဘူးဒီနေရာမှာလည်းနီးပြရီကော်မန်နေတဲ့တော့ပါနိုင်တယ် ။ဘာဖြစ်လို့ဆိုတော့ဒါမာရော့စကာက Ronaldo Vega ကိုသုံးသွားခဲ့တာက offensive 10ပုံစံသုံးတယ်။ကျွန်တော်တို့အဲကွင်းလယ်မှာတက်ကစားခိုင်းတဲ့ number 6 row ပေါ့နော်။ LDM ပုံစံသုံးတယ်။ပြီးတော့တချို့ပွဲတွေလောက်ပဲဟာလာ left back လောက်ပြန်သုံးသွားတာပါ။ဆိုတော့ center back မှာလုံးဝမသုံးသွားပါဘူး။အခုနာမည်ထွက်လာတဲ့ David Hacko က Fire Not ရဲ့ captain ဖြစ်တယ်။ Slovakia နောက်ခံပေါ့နော်။နောက်ပိုင်းအချက်လက်တွေရမနှစ်ကစပြီးတော့ဥရောပရဲ့ ကောင်းဆုံးအယောက်20ထဲမှာပါလာတဲ့နောက်ခံလူတယောက်ဖြစ်လာတယ်။သူတို့ Dutch League ဆိုတော့လေအရင်မသိတာဘူးပေါ့နော်အရင်ခင်းနေဘောဖြစ်မနေဘူးဒါပေမဲ့ Dutch League ကလာတဲ့နောက်ခံလူတနည်းအားဖြင့် Dutch နောက်ခံလူတွေကအောင်မြင်တာများပါတယ်။ဥပမာနီးစက်ဆိုတော့အခုနသူတို့လိုချင်ခဲ့တဲ့ Bajul Van Dijk ပေါ့။ Hacko ကဘယ်သမ်းမလဲ။ Market value ကလည်း around Euro 35 million ပေါ့နော်။ပေါင်30 Euro 35သန်းဝန်းကျင်လောက်ပဲရှိ ဘယ်နဲ့အသက်က29ချယ်ဆီအသင်းတာဝန်ရှိသူတွေဖြည့်ကျင်နေတဲ့အသက်အရွယ်မျိုးပွဲအတွေ့အကြုံလည်းအများကြီး international မှာရောဟာလာဥရောပ European domestic အဲဥရောပ European Cup တွေမှာကစားဘူးတယ် Champion League မှာကစားဘူးတယ် Europa League ဥရောပပွဲတွေနဲ့မဆိုင်ဘူးပေါ့နော်နောက်က Dutch ပြည်တွင်းပေါ့ဆိုတော့အတွေ့အကြုံတော်တော်လေးရှိနေတယ်နောက်ခံအရန်မောင်းလည်းကောင်းနေပေါ့ သူ့ကိုလိုချင်နေတာက Chelsea ရဲ့ Liverpool ရဲ့ Chelsea ရဲ့ Liverpool ရဲ့ DR ဒီမှာတော်တော်လေးအခုလာမဲ့အပြောင်းအရွှေ့မတိုင်ခင်မှာတိုက်ပွဲဝင်ရမယ့်ကိစ္စရအများကြီးရှိပါတယ် Dean Hodgson ကိစ္စရော David Hacko ကိစ္စရောပေါ့ Hodgson ရဲ့အားသာချက်က Bale ညာကိုတန်သူက6နှစ်ချောင်းလုံးရဆို Chelsea ကကျွန်တော်မြင်တာ Chelsea လုတ်ချင်တဲ့ပုံစံက Hacko နဲ့အတူဒီ Hodgson နှစ်ယောက်စလုံးကိုသူခေါ်ချင်နေတာလားဆိုတဲ့အတွေးမျိုးပေါ့နော် ဟိုတလောကကျွန်တော် IS အတင်းနောက်ခံလို့ head to ရဲ့အကြောင်းလည်းကျွန်တော်ပြောသွားသေးတယ်အဲ့တော့ head to နဲ့ head ကိုနဲ့ကပုံစံခက်စင်စင်ဆိုပေမဲ့အဲ head to ကအရင်နဲ့ပူတယ်ပြီးတော့ left back ပူဆန် center back မှာ wing စားတဲ့ပွဲတွေလည်းရှိသို့တော့ head ကကျတော့လုံးဝ defender central defender စစ်စစ်ပေါ့နော်အဓိကသူက center back ကိုအဓိကဦးစားပေးကစားအဲ့တော့ head to နဲ့ head ကိုနှစ်ယောက်မှာနှစ်ယောက်ထဲကတစ်ယောက်ပဲလာတယ်တဘော ဟက်ကိုကိုချယ်ဆီကအာယုံဆက်တယ်ချယ်ဆီကအဲ့ဒီဗဟိုခံစစ်ကိုသူတို့ reinforcement အကြီးကျယ်လုပ်ချင်တယ်ဆိုဒီစာစီတို့ပါတီယာရှိတော့ကချာလိုပါပေါ့တနာဖို့လည်းကောင်းပါတယ်ချာလိုပါနဲ့ပတ်သက်လို့အင်မတန်ဝမ်းနေရတယ်ဒီလူတွေကကော့ဖ်ဟမ်မာတကယ်အတင်းအတွက်အခုကောင်းနေတဲ့ချာလိုပါလိုကစားသမားမျိုးကြတော့အရင်တော့တကယ်တော့ချာလိုပါက first line မဟုတ်ရင်တော့မှအရင်အတွက်ကောင်းကောင်းထိုက်တယ်နေကစားသမားမျိုးပါအဲသူတို့ကချာလိုပါတို့ဒီစာစီတို့အုတ်လိုက်ကိုသူတို့ရှင်းထုတ်မဲ့အနေအထားမျိုးကျွန်တော်တို့မြင်ရတယ်ပါတီယာရှိတို့ထားခဲ့မယ်ပေါ့နော် ဆိုတော့ David Hecko source ကတော့ confirm ဖြစ်သေးဘူး Hecko ကစာရုပ်တန်တချို့ကလည်းတစ်နှစ်ပဲကျန်တယ်လို့ပြောတယ်တချို့ကလည်းနှစ်နှစ်ကျန်ပေမဲ့သူ့အနေနဲ့အသင်းကြီးတွေကိုထွက်ချင်တယ်ဆိုတော့အဲထွက်မယ်ဆိုလို့ရှိရင်ထွက်ခွာမယ်ဆိုတော့အချက်အလက်မျိုးစာချုပ်မှာပါတယ်လို့ကြားတယ်။တဘောကသူ့ရဲ့ market value ဟာပုံမှန်ထက်ဈေးတက်တာစွာနဲ့ရမယ်အနေထားမျိုး။အဲတော့သူ့ကိုလိုချင်နေတော့သူ့ရဲ့ဆရာဟောင်း Anisstock ပေါ့နော်။ Anisstock ကလိုချင်နေ။ Chelsea ကတော့ အားလုံးထက်ရှေ့ကိုရောက်လာတယ်။ Chelsea ကဒါ dash key ဘက်ကိုလည်းနည်းနည်းအာယုံပြန်စိုက်လာပြီကျွန်တော်မြင်တယ်။အဲ့မှာမှခုန IS က Hector နဲ့ဒီ Hector နှစ်ယောက်စလုံးကိုသူတို့ကစောင့်ကြည့်။ Hector ကတော့ခုနပြောလို့ central defender စစ်စစ်သူကဘ ਹੁ ခံစစ်အတွက် Hector ကတော့ဒါ Google Reply အရန်ပုံစံမျိုးပါ။ဆိုတော့ဒီ profile နှစ်ခုမှာကျွန်တော်တို့ Hector ပိုစိတ်ဝင်စားတယ်။ More experience player ဖြစ်တယ်။ပြီးတော့အထိုင်ချက်ချင်းကြာနိုင်မဲ့ကစားဟန်မျိုးရှိတယ်။ တဘောကတည်ငြိမ်ငြိမ်ရှိတယ်။ Chelsea မှာအခုလိုအပ်နေတာကအဲ့လိုမျိုး leadership ပုံစံနည်းနည်းလေးတည်ငြိမ်မှုရှိပြီးတော့ခံစစ်အကြောင်းကိုထိန်းချုပ်ပေးနိုင်မဲ့နောက်ခံလို့လို့ကျွန်တော်မြင်ပါတယ်။နောက်တစ်ခုကမှညီငယ်တို့ဒီကိုရဲ့ comment တွေကျွန်တော်တွေ့ပါတယ်။ Levico ရဲ့ consistency မရှိတဲ့ခြေစွမ်းပေါ့နော်။တတမထဲမရှိဘူး။ကောင်းရင်ဟိုတနေ့ကတော်တော်လေးကောင်းနောက်တန်းကိုသေချာကစားတော့လည်းကောင်းတာပဲ။ဒါပေမဲ့အမြဲတမ်းအာရုံစူးစမ်းမှုသူ့မှာမလွယ်ဘူးပေါ့။အမြဲတမ်းသူကဒီလိုကာယာကြီးကာယာကြီးတန်နေကြတာများတယ်။ Levico ကကြောင့်အမှတ်ရောက်ခဲ့တဲ့ပွဲရှိပါတယ်။ တဘောကစိတ်မချရအောင်ကောင်းပါလေအရင်အဖြစ်သုံးမယ်ဆိုခုနကိုဘောတို့ချာလိုပါတို့ကအများကြီး potential ရှိတယ်ကောင်းလာတယ် ਨੇ ကစားသမားတွေပါဒါပေမဲ့သူတို့အသက်အရွယ်နဲ့ Chelsea လို့အတင်းကြီးရခံစစ်ချောင်းကိုထိန်းရတာမျိုးကြတော့ Chelsea တက်တော်ရှိသူတို့လည်းမြင်ပါပါဆိုတော့ Hecko က Maresca recommend လုပ်တဲ့နောက်ထပ်နောက်ခံသူတယောက်ပဲ Chelsea တင်းရဲ့ scouting department ကလည်း recommend လုပ်ထားတယ်သူတို့သဘောကျတဲ့အသက်အရွယ်လည်းဖြစ်တယ်တူစင်လိုမျိုးပေါ့အဲ့မှာ ူ့ရဲ့အချက်အလက်တွေကြည့်တဲ့ခါမှာလည်းသူကဒါမဆိုးတာကိုကျွန်တော်တွေ့အဓိကတော့အဲ့မှာတော့မှဒါ area juice one ကယော့နေပေါ့နော် rating နေအရတော့မဆိုးပါဘူး dash league ဆိုပေမဲ့ rating နေအရမဆိုးဘူးတော်တော်များများအဲစိမ့်နေတာကိုကျွန်တော်တို့တွေ့ရတယ် long ball accuracy တွေနည်းနောက်တန်းနေပြီးတော့တိကျတဲ့အပေါ်ဘောပေးဖို့မှုတွေနည်းတယ် ကျန်တဲ့အချက်တွေကတော့နောက်ခံလူတွေနဲ့မပတ်သက်တဲ့အချက်တွေများပါတယ်။အဲ့ရှင်တိုက်တဲ့နေရာတွေမှာနည်းနည်းစိတ်တိတ်ပြီးကောင်းတဲ့ပုံစံမျိုးမတွေ့ရအောင်။ recovery လုပ်တဲ့နေရာတွေ interception လုပ်တာတွေ block တာတွေတော့ကောင်းတယ်။ so အခု final third မှာ position warner ရယ်နည်းနည်းရော့တယ်။ဒါပေမဲ့အဲ့ဒါကတော့နောက်ခံလူတယောက်အနေနဲ့အဲကိုယ့်ရဲ့ကိုယ့်ရဲ့ own half မှာဆိုရင်တော့ဒါအရေးကြီးတယ်။ဟိုဘက် channel ဆိုရင်တော့မဟုတ်ဘူး။ဒီမှာပြထားတာတော့ defending ဆိုတော့ဒါ own half မှာဖြစ်ပါလိမ့်မယ်။ so အကိမ်းမြာအန်ဆိုမာရက်စကာကချယ်ဆီတင်းမှာသာဆက်ရှိမယ်ဆိုလို့ရှိရင်ဒီလိုကစားသမားတွေရောက်လာနိုင်တယ်အစောပိုင်းကသူတို့ကြိုက်တဲ့ဂေဟီပေါ့နော်ဂေဟီရဲ့နောက်ပိုင်းခြေစွမ်းပိုင်းကထိုးဆင်းသွားတယ်ဒို့တော်များလည်းပဲချယ်ဆီအသင်းရဲ့တချို့တောင်းရင်ရှိသူတွေအပါအဝင်နီးပြအန်ဆိုမာရက်စကာရဲ့စိတ်ကြိုက်ထဲမှာမက်ဂေဟီရရှိနေတော့မယ်သူ့ရဲ့ခရစ်စတယ်ဘေးလေးစား FA Cup Final ရောက်သွားတယ်အဲ့တော့ဂေဟီကလည်းဒီစီးရင်မှာပါနေသေးပဲတေချာတော့ချယ်ဆီအသင်းကဘဲသန်ဘူးနောက်ခံလူရှာနေပါတယ် တော့တစ်ချိန်တည်းမှာပဲသူတို့ကကိုဝေကြိုက်တဲ့ player ဘသူ့ကိုရောက်စီခြင်းလဲတဲ့ကျွန်တော်ကတော့ Dean Hodgson ပေါ့နော်လက်ရှိ Chelsea တဲ့နာမည်ထွက်နေတဲ့ကစားသမားတွေထဲမှာဗဟိုခံစစ်အတွက်ဆို Dean Hodgson ကျွန်တော်ကြိုက်တယ်အထောင်အတွက်ဆိုရင် Victor Yokres ကြိုက်တယ် Thomas ဆိုတော့ Nico Williams ပေါ့ဒါပေမဲ့ဖြစ်နိုင်ချေရတော့ Hodgson ကလွဲပြီးဟိုနှစ်ယောက်ကဖြစ်နိုင်ချေနည်းတယ်မလို့စေတရင်းနေရ Leon Delap ကပဲဥဆောင်နေတယ်အဲ့လိုပဲ Bejan Thomas အတွက်ဆိုလို့ရှိရင်လည်း အလက်ဂျန်ဒရိုကနာချိုပေါ့နော်အဲသူတို့တွေကပုံပြီးဖြစ်နိုင်ခြင်းရှိကျွန်တော်ကြိုက်တာတွေကတဲတဲကထတ်တူထတ်တူကြတာဆိုလို့ဟော့ဆန်တယောက်ပဲချယ်ဆီနဲ့နှီးဆက်တယ်ကျွန်တော်တော့သူတို့ကြိုက်တဲ့ကနာချိုဒီလက်ပေါ့ဒီကစားသမားတွေကပိုသတိထားဖို့လို့နောက်တစ်ခါဘော့ဒ်ဘွန်ရဲ့ကစ်တန်စ်ပါနောက်တစ်ခါအက်စတူဗီလာရဲ့မော်ဂန်ရော့ဂျာစ်ပါဒီကစားသမားတွေကိုကျွန်တော်တို့သတိပြုဖို့လိုပါတယ်ကျွန်တော်တို့ခြိုက်တော့ Victor Yugres ပေါ့နော်ဒါပေမဲ့သူတို့တော့သိမ်းမချဘူးနေတူပါတယ်အဲ့လိုပဲ Chelsea အသင်းဟာအဲ့ဒီဘယ် နောက်ခံနေရအတွက်သူရဲ့ strap ပေါ်မှာလက်ရှိကစားနေတဲ့အငားအငားပေါ့နော် belting paco ပါသူက brighton ကနေအငားလာတယ်လို့ကျွန်တော်ထင်တယ် confirm လုပ်လိုက်အောင်မနော်ဟုတ်ပါ brighton ကနေပြီးတော့အငားလာကစားနေတာပါဆိုတော့ civil law အငားချရဲကူးပွဲကစားခဲ့ရတယ် strap ပေါ့ strap ပေါ်မှာဥ73ဘက်ကစားထားတယ်တဖြည်းဖြည်းနဲ့အန်ဝင်လာတယ်ပေါ့ဘူကာဂျူနီယာမှာတအားခြေစွမ်းပြတယ် Brighton ကမခေါ်ခင် Chelsea နဲ့အတန်ထွက်လိုက်ထွက်လိုက်သေးတယ်အဲ့တော့သူကလည်းပဲသတိထားမယ်တဲ့မှာပါတယ်ဘာကြောင့်လဲဆိုတော့သူက strap ပေါ်အငားလာကစားတယ်ကစားရတာလည်းလက်ရှိ Brighton သင်းရဲ့နီးပြဟလာ Fabio Hazla ပေါ့အဲ Hazla က Hazla ရဲ့လက်အောက်မှာသူကမကစားရအောင် မကစားရတဲ့အတူတူအသက်အရွယ်လည်းအရန်ငယ်တယ်ပိုတန်ရှယ်ကတကယ်ရှိနေအဲ့ဒါနဲ့ Brighton ကနေပြီးတော့ Strasbourg ခေါ်လိုက်တာ Strasbourg ဆိုတော့ Chelsea အုပ်စုပေါ့သူ့မှာပြဿနာအရန်မောင်းကျွန်တော်ထင်တယ် Chelsea ကနောက်ပိုင်းကစားသမားတွေခေါ်တယ်အထူးဖြင့်နောက်ခံလူတွေကိုခေါ်တဲ့အခါမှာသူတို့ကအရန်မောင်းကိုယူဆိုင်တိတ်အရက်ဖွင့်မခေါ်ဘူးအပေါ်ဘောကျွန်တော်တို့ကစားဖို့အတွက်ပေါ့နော်နောက်ခံလူတွေနဲ့ရှင်ကစားဖို့အတွက်ပေါ့ အရက်အရန်ပွင့်သူတို့အတင်းမှာမထားတာကိုတွေ့ရကျွန်တော်ထင်တယ် Chelsea တင်းရဲ့နောက်ခံလူတွေကြည့်ရင် Gusto တယောက်လောက်ပဲနည်းနည်းနေပြီးတော့ညာမှာဆိုလို့ရှိရင် Reece James Archie ပေါ့အကုန်မြင့်နေဗျာဘယ်မှာလဲအဲ့လိုပဲ Cucurella အကုန်လုံးကမြင့်နေကစားသမားအရက်အရက်မောင်းမြင့်နေ Chelsea မှာ Cucurella အရန်ကစားသမားတယောက်မှမရှိဘူး Belletin Bago မှာညည်တဲ့အချက်တစ်ချက်ကအဲ့ဒီအရက်ပူတဲ့အချက်တစ်ချက်သို့တော့သူ့ရဲ့ကစားဟန်လက်ရှိ Chelsea နဲ့ပုံစံစင်ပြီးတော့ formation အရလဲတူတဲ့ နီးပြလီယမ်ရိုဇင်ညာရဲ့ strap ပေါ်မှာဆိုလို့ရှိရင်သူက left back left wing back ကူကူရလာမျိုး hybrid တက်ကစားတယ် central midfield ကစားတယ် defensive midfield ကစားတယ်အချို့ပွဲတွေမှာဆိုရင်3 4 2 1ကစားတယ်သူကအဲ့ဒီ2 6 6ပေါ့နံပါတ်6နှစ်ယောက်မှာတယောက်ဖြစ်ဘာလို့ကသူကကူကူရလာလိုပုံစံဖြစ်နေတယ် hybrid ကစားတတ်တယ်ကွင်းနဲ့တက်လာတယ် strap ပေါ်ပွဲကြည့်တဲ့ညီကိုတွေသိပါတယ်နော်ဆိုတော့ chelsea လိုချင်နေတဲ့ profile ပဲ အဲ့ဒီဘယ်ဒန်အုပ်စုတွေရပဲဒါပေမဲ့ရှေ့မှာပြောခဲ့တဲ့ head to head ကိုရုတ်ထဲအရက်ပူတယ်တော်တော်နေတပန်းတာသွားတာမြန်တယ်ပေါ့ဒါပေမဲ့ Chelsea ကရှေ့မှာအဲ့လိုမျိုး Ian Matson တော့သူ့မထားဘူးဒီအရန်မောင်းကြောင့် Belton Taku မှာပြောစရာဆိုလို့အဲ့ဒီအရက်အမောင်းတစ်ခုပဲရှိ Ukulele တကယ်တော့ဟုတ်ပါတယ်နော်အရက်အရန်မြင့်နေတယ်မှမပါဘူးဒါပေမဲ့သူ့ထက်တော့မြင့်မှထင်တယ်ကျွန်တော်ထင်တယ်180 cm လောက်ရှိမလားလို့180လောက်ရှိမလား ူ190ဆိုတော်တော်လေးနိုင်နေတဲ့တောင်ပါဟုတ်တယ်ကိုညီငယ်မြန်မင်းတို့ကျွန်တော်လည်းမြင်လာတာအဲ့တော့ full back တွေ wing back တွေကတိတ်အရက်မြင့်စရာလဲမလိုးလို့ယူဆရပြဗျာဘာ Ashley Cole တို့တုံးကလည်းအရက်ကနိုင်နေတာပဲဒီ world class defender လीဘန်ချီဝဲဆိုလည်းအရင်တော့မြင့်မနေဘူးတိုမတ်စူကယ်လက်ထက်ကကျွန်တော်တို့တကယ် inverted full back နှစ်ဖက်ကအရက်အရင်မနိုင်ဒါပေမဲ့နောက်ပိုင်းဒီဒီဘက်ဒီဒီကျွန်တော်တို့ top player တို့ era မှာတော့သူတို့ပုံစံကတော့ နီးပြကြောင်မှာသူတို့ပုံစံရောကင်တွေတဲ့ပုံစံအဲ့ပုံစံတော့မသိဘူးအရန်မောင်းကိုသူတို့ကယူဆိုင်တယ်ဆိုတော့ဘာကိုဘာကိုကနောက်ပိုင်းတောက်လျှောက်ခြေစမ်းပြတယ်အသက်ကလည်းအရန်ငယ်တယ်ချယ်ဆီတင်းတောင်ရှိသူတွေကြိုက်တဲ့အသက်အရွယ်မျိုးပြီးတော့ချယ်ဆီတင်းရဲ့ဒါသူတို့ရဲ့မိတ်ဖက်ကလပ်အသင်းကဆိုတော့ imminent threat ထားရမယ်ပုံစံမျိုးမှာရှိခြေစမ်းတော့လျှောက်တက်နေတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ဒမေထွက်ထားတဲ့တည်းကတယောက်ရွေးထုတ်ထားတာပါသူလည်းသတင်းထွက်ပါတယ်ဗယ်လက်ဒင်ပါကိုပါ ဟုတ်တယ်ကူကူရလာအရက်ပူပေမဲ့ तू ကလေးပေါ်မှာခုံပြန်ပြီးတော့ဝဲနေတယ်။ तू အရက်ပူတာအသိန်းကိုတိတ်တော့ထိရောက်မှုမရှိသလိုပဲ။ तू ကလိုက်လိုက်ပြီးကတ်တာတော့ဘာလို့ကလဲ။ तू မှာရှိနေရှိနေတော့လေ။တအား active ဖြစ်တယ်ဗျ။ဆိုတော့တစ်ဖက်တိုက်စစ်မှုတွေကိုတားဆီးတဲ့အခါမှာလေတစ်ဖက်တိုက်စစ်မှုတွေက तू နဲ့ဆိုရင်တော်တော်တိထားတယ်။ကျွန်တော်ထင်တယ်အရှိအပိုင်းတော့မဟုတ်ဘူး။ဒီဘက် Pochettino လက်ထက်နောက်တစ်ခါ Enzo Maris ကလက်ထက်မှာကူကူရလာကြောင့်ပေးရတဲ့ဂိုးကနည်းသွားတယ်ဗျ။ကူကူရလာရဲ့အမှားကြောင့်အဲ့ဒီရှေ့မှာတော့ကူကူရလာတော်တော်မှားတယ်ပေါ့နော်။ မနစ်ကရာဒီဝက်တဝက်အဲ့ hybrid fullback တက်ကစားပြီးနောက်ပိုင်းကနေဒီနှစ်တရာဒီလုံးနီးပါကူကူရယ်လာရဲ့အမှားကနေပေးရတယ်ဒီဖက်နက်ဖက်နက်လဲပြီးတော့စပါနဲ့ပေါ်မှာနှစ်ဂိုးပေးလိုက်ရတယ်ပေါ့အဲ့ဒါလွဲလို့ဒီကျွန်တော်တို့ set piece တွေကာတာတွေမှာများသောအားဖြင့်တော့ကူရယ်လာအမှားနဲ့တော့ကျွန်တော်တို့တွေ့ရဆိုတော့ Valentin Parko ကလည်း Chelsea တင်းကစိတ်ဝင်စားနေတယ်နောက်ထပ်ကစားသမားတစ်ယောက်ကျွန်တော်တို့ဒီနေ့ live ရဲ့နောက်ထပ်တစ်ယောက်ကိုကျွန်တော်ပြောပါမယ်အဲ့ဒါကလည်းအဲ့ဒီ mate ဖက်ကလပ်အသင်းရပဲဒါပေမဲ့တရင်ရတဖြည်းဖြည်းနဲ့မာလာတယ် အမန်နျူအယ်အမဂါဖြစ်ပါတယ်အထောင်တိုက်စစ်ကဆိုတော့အမန်နျူအယ်အမဂါကသူ့ဇာတ်ကြောင်းကပြောရမယ်တော်တော်ရှိဒါလေကျွန်တော်တို့ transfer design မမတ်ကျွန်တော်တို့ဒီအလုပ်ကိုကျွန်တော်ကလုပ်တွေလုပ်ရတဲ့ပုံမှာသူ့ကိုကျွန်တော်သိဘယ်အချိန်နဲ့ကကျွန်တော်သိလဲဆိုလို့ရှိရင်ဆယ်စီးအသေးပိုင်ရှင်အပြောင်းလဲမလုပ်ခင်ပေါ့နော်အဲ့ဒီမှာတည်းကဒီကောင်လေးကတော်တော်ငယ်သေးတယ်ဗျလွန်ခဲ့တဲ့၄နှစ်အသက်သူ့အသက်၁၈နှစ်လောက်ခရေကသူကနာမည်ထွက် ။တဘော Roman Abramovich လက်ထက်မှာတည်းကသူ့အကြောင်းဟာ Chelsea တင်းရဲ့ကင်းထောက်တည်းရဲ့စင်းင်းထဲမှာသူရှိ။ Emmanuel Emmer က။အဲ့တော့ Dutch club FC 20လမ်းပြီးသူကစားတာ။မသေးကြဘူးပေါ့နော်။ Sparta Rotterdam မှာ Rotterdam မှာကစားတာ။ Rotterdam မှာသူစပြီးခြေစွမ်းတက်နေတဲ့အချိန်မှာ Chelsea ကင်းထောက်တည်းကဒီလူငယ်လေးကိုကြိုက်တယ်။အတင်းကြီးတော့မဟုတ်ဘူး။အဲ့တုန်းကလေ Roman Abramovich လက်ထက်တုန်းကလေကျွန်တော်တို့ Chelsea တင်းကလူငယ်ကိုခေါ်ပါတယ်။ဒါပေမဲ့အခု ပိုလီတို့ခေါ်တဲ့ပုံစံတော့နည်းနည်းလေးလူငယ်ပိုင်းမှာပုံမြင့်အဲ့တော့ Chelsea တင်းခေါ်တဲ့လူငယ်တွေမှာ Omnia လည်းရှိရမ Omnia လည်းရှိရလူ Lucas Pearson တို့လိုမျိုးလစ်သွားတဲ့နောက်ကွင်းလူငယ်ကစားသမားတွေလည်းရှိ။နောက်ကျွန်တော်တို့ Gil Kakuta တို့အများကြီးပါပဲ။ဆိုတော့ Sparta Rotterdam တွေကသူ့ရဲ့သူနဲ့ပတ်သက်တဲ့ file က Chelsea မှာရှိ။အရင်ပိုင်ရှင်တွေလက်ထပ်มาတွေကအဲ့တော့ Emmanuel Imaga ကပိုင်ရှင်ပြောင်းလဲသွားမယ်။အဲ့ scouting list ထဲကနေပါလာတဲ့ကစားသမားဗျတောင်းတုံဒီကိစ္စကိုမသိကြဘူးအပြောင်းအရွှေ့ကိုအရင်အိုင်အောင်ဆက်ရလို့လောက်ပဲသိပါလာပြီးတော့ तू က Rotterdam နေပြီးတော့ Belgian club Brian Edward မှာသွားကစားတယ်မအောင်မြင်ဘူးနောက် Australia Stangrass မှာသွားကစားတယ်36ပွဲမှာ19ရတယ်နောက်မှာ Strasbourg သူရောက်လာတဘော Stangrass 2ကိုသူရောက်သွားသေးတယ်တစ်နှစ်ပြီးတော့မှ तू က Strasbourg ရောက်လာပြောရမယ်ဆိုလို့ရှိရင် तू က ချက်စီတင်တာဝန်ရှိသူတွေဒီဒီဘလူးကိုအုပ်စုကရအောင်ခေါ်ရတာအဲသူက200ဒီမှာပွဲ60မှာ23ကိုသူတွင်းတာအပြင်တက်လိမှာ23ကိုတွင်းတယ်ဆိုတော့ဘာမှတော့မဟုတ်တော့လို့ပေါ့နော်သူကပညာရအရက်ကအရှိအသူမှာပြစ်ချက်တွေလည်းရှိတယ်ကောင်းတာတွေလည်းရှိအကျွန်တော်တို့ကြိုက်လာမယ်ကျွန်တော်တို့မကြိုက်ဘူးဘာဖြစ်လို့ကျွန်တော်မကြိုက်လို့ဆိုကျွန်တော်နောက်ထပ်တမ်မီအိဗရာဟမ်နောက်တစ်ယောက်လို့ကျွန်တော်မြင် တမ်မီအိဗရာဟမ်ချဲစီမှာရှိရချင်းတော့တော်တော်စိတ်ဆင်းရဲတယ်ဘာဖြစ်လို့လဲဆိုတော့တမ်မီအိဗရာဟမ်ဟိုဘက်ကဘက်ရှူအာကြီးသုံးစားလို့မရတဲ့ကောင်းတယ်ပေါ့အိဗရာဟမ်ဆိုတာတကယ်ကောက်စားဝက်ဖရစ်က0ကောက်စားအဲ့ဘောက်ထဲမှာကောက်စားမှတာပဲအစင်းင်းချပြီးဂိုးတင်မဲ့ခေါင်းတိုက်တင်မဲ့တလောက်ပဲအဲ့လိုပုံစံမျိုးအီမန်နျူအယ်အီမာကာကကြတော့သူ့ထက်နည်းနည်းလေးပိုလောက်ရေကန်ရင်ရှိတယ်ပေါ့ဗျာတမ်မီအိဗရာဟမ်ထက်နည်းနည်းပိုလောက်ရေကန်ရင်ရှိတယ်လောက်တဲ့သဘောက potential ရှိတယ် ရူဇင်ညာလက်အောက်မှာလည်းတချို့ပွဲမှာတိတ်ကောင်းတယ်ဒါပေမဲ့အမြဲတမ်းဂိုးရနေတဲ့နေရာမှာမပါဘူးကျွန်တော်ကချဲစီးတင်းပိုင်ရှင်တွေကိုမကြိုက်တော့တဲ့အချက်တစ်ချက်ကအဲ့ဒါပေါ့ဒီနှစ်ချန်ပီယံလိသူတို့ဝင်ဝင်ရသွားရင်သူတို့ရဲ့အပြောင်းရွှေ့ဘာလုပ်မလဲဆိုတော့တစ်ချက်ကြည့်ရကျွန်တော်ဒီနေ့တချို့နေရာတွေမှာသူတို့ငွေမသုံးတော့ဘူးဥမာအထောင်တိုက်စစ်တဘောအင်မန်နျူအယ်အီမာကာနဲ့လီယန်ဒလပ်နဲ့ဆိုရင်ကျွန်တော်တို့ကဒလပ်ပဲယူရမှာတကယ်တော့နှစ်ယောက်စလုံးကျွန်တော်ကတော့မကြိုက်ဘူးကျွန်တော်ရဲ့ပါစနယ်အမြင်ပေါ့နော်ဒလပ်ကကြတော့လက်ရှိအင်္ဂလန်မှာအထိုင်ကျပြီးသား အမကာထက်ဆိုင်နည်းနည်းလေးလက်ခံလို့ရတယ်ပေါ့အမကာကိုလည်းလုံးဝလက်မခံတာမျိုးတော့မဟုတ်ဘူးသို့တော့စောင့်ကြည့်ဖို့လူတွေထဲမှာပါသေးတယ်လို့ကျွန်တော်တို့မြင်တယ်တဘောပြချက်စီအတင်းမှာအခုလုံနေတာကဂျက်ဆန်လုံးတော့တိုက်စစ်မှုတရားမဟုတ်ဘူးဂျက်ဆန်နဲ့သူမသားကိုအာသုဘဖြစ်မဲ့တိုက်စစ်မှုမျိုးမဟုတ်ဘူးရှေ့ရနေ attacking line ကိုဥဆောင်ပြီးတော့ဂိုးတွေအများကြီးတွင်းနိုင်တယ်တရားဒီမှာဟလာပုံမှန်ကျွန်တော်တို့ဂိုး20နဲ့30ချားမှာအနည်းဆုံး at least ဂိုး20လောက်တွင်းမိနိုင်တဲ့ striker ကိုကျွန်တော်တို့က low at တယ် ဆိုတော့အမကကအဲ့လိုတိုက်စင်မှုမျိုးလားဆိုတော့မသိကြပါဘူး။တန်ရရအများကြီးရှိငယ်လဲငယ်ပါသေး။ဘယ်ညာချောင်းနှစ်ဖက်ရတယ်။နောက်တစ်ခုကသူနဲ့ပတ်သက်တဲ့အချက်အလက်တွေက Chelsea နဲ့ဒီ Strapper ဆိုတော့ Sam Jewell တို့အုပ်စုနဲ့ Paul Winston လေးတို့အုပ်စုနဲ့အပြန်အလှန်ဟာလာ analyst တွေ data တွေကတော့ပို့နေကြ။ပြီးတော့ Strapper Chelsea ဆိုတော့အပြန်အလှန်ပြဘယ်လိုပြောရမလဲ။နှစ်ဦးနှစ်ဖက်အကျိုးရှိရဲ့ဒါ ပြောင်းရွှေ့တစ်ခုသူတို့ဖော်ဆောင်နိုင်တယ်ပေါ့ Chelsea လည်းဈေးကြီးမမိဘူးဆွဲပေါ်လည်းမနစ်နာဘူးပေါ့အဲ့လိုပုံစံမျိုးပါအင်မာဂါရဲ့တရင်ကိုတရီထားပါအင်မာဂါကို David Onstein မှာကျွန်တော်တို့ထောက်ခံလာတယ်ပေါ့နော်ထောက်ခံလာဒီတရင်ကဟုတ်တယ်ဆိုတဲ့သဘောမျိုးထောက်ခံလာတော့ဆိုတော့ Maresca ရဲ့ဘာပြောမလဲတစ်ချက်ကြည့်ရအောင်အဲ့တော့ဒီနှစ်မှာ Chelsea တင်းက Champion League ဝင်ဝင်ရသွားမယ်ဆိုလို့ရှိရင်သူတို့လှုပ်ချင်တာဘာလုပ်မလဲဆိုတဲ့ဟာကိုကြည့်ရအောင် အသင်းကိုဘယ်လိုမျိုးကြီးမားတဲ့ range boostment လုပ်မလားဒါမှမဟုတ်သူတို့ရဲ့ nego policy အတိုင်းပဲဟုတ်လားငွေရတဲ့သူတွေနဲ့ပဲအသင်းကိုရှစ်ဆက်သွားမလားဆိုတာကြည့်ဖို့လိုအပ်ပါဟုတ်ကဲ့ပါညီကိုကျွန်တော်တို့ကတော့ခုနပြောသလို Eucrest ကိုကြိုက်တယ်ဒါပေမဲ့လက်ရှိသူတို့လှမ်းနေတဲ့ခြေလှမ်းတွေအရာတော့သူတို့ကဈေးလဲတက်တာမယ်ငွေရရမယ်သူတို့ရဲ့ football ideology နဲ့လည်းကိုက်ညီရမယ်အဲ့လိုကစားသမားတွေရှာနေတယ်လို့ကျွန်တော်တို့မြင်ပါတယ်ဒီအကြောင်း ပြောကြရင်လည်းတော့ရက်လိုက်ပါတယ်ညီကိုတို့မနှက်ဖြန်ကြလို့ရှိရင်တော့ Newcastle နဲ့တဲ့အတင်းနဲ့ Chelsea တင်ရဲ့ပွဲကြိုးသုံးသက်ချက်ကိုပြောသွားဖို့ရှိပါတယ်ခင်ဗျအားလုံးပဲဆက်လိုက်ပါတယ်ညီကိုတို့အားလုံးပဲ see you